ရှိတောင်အာရှမှာတိုက်ခတ်နေတဲ့အာပြင်အပူပိုင်းမုံတိုင်းခမ့်မေကေကြောင့်မြန်မာမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်အရှေ့တောင်အာရှနိုင်ငံတချို့မှာလူသေးဆုံးတဲ့အထိပြင်းထန်တိုက်ခိုက်နေတဲ့အပူပိုင်းမုန်တိုင်းခန့်မြေကရနေပြတ်ထွက်လာတဲ့တိုင်းတိုင်းတွေကြောင့်မနက်ဖြန်နိုဝင်ဘာ၈ရက်ကနေ၁၀ရက်နေ့တွင်မြန်မာမှာဒေသလိုက်နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဆလားပေရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လာပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကစားလို့နေပြည်တော်ရန်ကုန်ပဲခူးအေရဝတီတနင်္သာရီကယားကရင်မွန်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီနေ့ရဲ့အပြင်းဆုံးမုန်တိုင်းတွေကတစ်ခုဖြစ်တဲ့ခမ့်မေကေကြောင့်ဖလမာနိုင်ငံမှာ134ဦးသေဆုံးခဲ့ပြီးအရေးပေါ်အခြေအနေကိုကြေညာထားပါပြီ။ဒီနေ့မနက်အစောပိုင်းမှာလည်းတနအယို149ကီလိုမီတာနဲ့ဗီယက်နမ်နိုင်ငံကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးလူသေဆုံးမှုတွေလည်းရှိနေပါသေးတယ်။ အဲ့နောက်အပူပိုင်းမုန်တိုင်းခတ်မိကီကလောင်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်တိုက်ခိုက်နေပြီးနောက်ဆက်နှစ်နာရီတွင်လောင်နဲ့ထိုင်းနယ်စပ်ဒေသတွေမှာကုန်းတွင်းမုန်တိုင်းငယ်ဖြစ်အားရော့သွားမယ်လို့မိုးစလာရဲ့ဒီမနက်9နာရီထုတ်ပြန်ချက်မှာဖော်ပြပါရယ်။ဒါကြောင့်မြဝကျုံမော်မုံတမခွေမော်တနင်းသားရီကံယူရန်တရှောင်းနဲ့ကမ်းလော့ပင်လယ်ပြင်တွေမှာတခါတရံမိုးသက်လေပြင်တွေကြာရောက်ပြီးလှိုင်းအသင်းတရနေလှိုင်းကြီးနိုင်ကလှိုင်းမြင့်က9ပေကနေ6ပေခန့်ထိရှိနေပါရယ်။ မိုးတန့်လေပြင်းကြားချိန်မှာရေပြင်းမြေပြင်းလေးကတနာယို25မိုင်ယာနဲ့မိုင်30အထိတိုက်ခတ်နိုင်တယ်လို့လဲမိုးစလားပြောထားပါတယ်။မိုးကြီးနိုင်တာနဲ့တူလေပြင်းတိုက်ခတ်မိုးထစ်ချုံမိုးတို့ပြည့်လျက်စိလက်မိုးတိကျွေလျက်ပြက်ရေကြီးရာနဲ့မြေပြိုတဲ့သဘောင်ဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်နေသူတွေကမြေပြိုမှုအန္တရာယ်မြေငယ်မြေချောင်းသားနေသူတွေကရေကြီးရေလျှော်မှုတွေကိုကြိုတင်သတိပြုကြမှာပါ။ ဒါ့အပြင်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတတမန်တွေကိုလည်းလိုအပ်တဲ့အတိုင်းကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ဆိုပြီးတော့မိုးဇလာကဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်မှထည့်သွင်းသတိပေးသွားပါတယ်။